ိုးရှိရှိတုန်းကမလတ်တိုင်းကုသဝတီနေပြည်တော်မှာအောက်ကာကရိမင်းကြီးနန်းဆံပြီးမိဖုရားကြီးတီလဝတီနဲ့မောင်းမပေါင်း16000ရှိတော်လဲနန်းအရရာဆက်ခံဖို့တာသမီတယောက်မှ မထွန်းကားကြည်တိုင်းသူပြည်သားတွေကလည်းဘရင်ကြီးမှာမျိုးဆက်သစ်မရှိလျင် တိုင်းပြည်ပြတ်တော်မီကိုအစိုးရင်ကြီးစိုးရင်နေခဲ့ကြတယ် အဲ့လိုစိုးရိမ်နေသူများထဲမှာသီလဝတီမိဖုရားကြီးဟာထိတ်ဆုံးကဖြစ်ပြီးသူမတာဝန်မကျေပွန်၍တိုင်းပြည်ဆက်လက်မရက်တည်နိုင်ပါကိုစိုးရိမ်ကြောင်ကြလျက်စိတ်ညှိုးနှွမ်းနေခဲ့တယ်။ တီလာနဲ့ပြည့်စုံတဲ့မိဖုရားကြီးစိတ်နှောနှွမ်းနေတဲ့အဖြစ်ကိုမကြည့်လို့တဲ့တကြားမင်းဟာလူပီကိုဆင်းလာပြီးမိဖုရားကြီးအိတ်ဆက်နေခြင်းမိဖုရားကြီးရဲ့ချက်ကိုညှို့လိုက်ရာဖះလောက်နှက်သားဟာရင်းခဏတွင်ပင်ပြိတရီတည်လေသည်ဆယ်လလွန်ပြီးချိန်မှာရုပ်ဆိုးပေမဲ့ပညာဉာဏ်ရည်ပြည့်ဝတဲ့ကုသမင်းသားလေးကိုဖွားမြင်သည် ကုသမင်းသားလေးဟာဆရာများထံမှနီးနာခံပညာသင်ယူเสียရမလို့ပဲဘက်ဆောင်ပညာရဲ့များတွင်ပါရဂူမြောက်အောင်တက်ကျွမ်းလေတယ်။ဩကာကရစ်မင်းကြီးဟာကုသမင်းသားလေးအရွယ်ရောက်လာချိန်မှာတင့်တော်ရမင်းသမီးတစ်ပါးကိုကျင်ဘက်အဖြစ်ရွေးချယ်ပြီးထီးနှံကိုလွှဲပေးလိုတယ်။ကုတမင်းသားမမူအိမ်ကြောင်မပြုတ်လို့ရည်ညင်းဆန်နေသည် လင်းချိန်ညောင်းငင်းဆန်ပြီးတဲ့အခါမှာမိဘဆန္ဒနဲ့စန့်ကျင်ဖက်ပြုတ်ရန်မတင်ကြောင်းတွေးမိသဖြင့်ကိုယ်တိုင်ထုတ်လုပ်ထားသောရွှေသားရမင်းရုပ်တုပေးပြီးလျင်အဲ့ဒီရုပ်တုနဲ့တူတဲ့မင်းသမီးကိုရရင်ကျင်ရအဖြစ်ပေါင်းသိမည်ဟုမေရောအားစကားအမှားပါလိုက်တယ်မေရောတီလာဝတီမိဖုရားကြီးလဲရွှေရမင်းရုတ်ထုနဲ့တူတဲ့မင်းသမီးကိုရှာဖွေဖို့အတွက်မူးမက်များကိုတာဝန်ပေးအပ်လေသည် မူးမက်များသည်ဇဘူတဲ့တကြုံလုံးကိုလှည့်လေကြရာနောက်ဆုံးမှာမက်တရစ်တိုင်းပြည်ရှိမက်တရစ်မင်းကြီးတမီးတော်ရှိပါတယ်မှာရွှေရမင်းရုပ်ထုအတိုင်းကိုယံကိုဝါတောက်ပါပြီး အလွန်လှပတဲ့အကြီးဆုံးတမီးတော်ပပဝတီမင်းသမီးကိုတွားတွေ့သည်မူးမက်များမှာအတနာခံပြီးကုသမင်းသားလေးနဲ့လက်ဆက်ရန်တောင်းခံသောအခါ ခမဲတော်မက်ထရစ်မင်းကြီးမှာကြည်ပြူသဖြင့်မင်္ဂလာနေ့ရက်ကို ချင်းဆိုတက်မှတ်ပြီးလင်ရွှေရမင်းရုပ်ထုကိုပေးပြီးကုသဝတီနေပြည်တော်ကိုပြန်လာခဲ့ကြသည်မူမတ်များထံမှရွှေရမင်းရုပ်ထုနှင့်တူသောပပဝတီမင်းသမီးကိုရှာဖွေတွေ့ရှိကြောင်းသတင်းကြားရသောတီလဝတီမိဖုရားမှအတိုင်းမသိပျော်ရွှင်ရလေသည် ထို့သောပျော်ရွှင်နေရသောညလဲပူပန်စရာတစ်ခု ရှိနေရသောအကြောင်းရင်းတစ်ခုမှာအကြီးကျယ်ရုပ်ဆိုးတဲ့ကုသမင်းမျက်နှာကို မြင်လျင်ပပဝတီမင်းသမီးမင်္ဂလာကိစ္စကိုညှင်းဆန်မှာကိုပင်ဒါကြောင့်ရင်သွေးလေးရလာမှခလေးတန်ရောစင်ကြောင်းရုပ်ဆိုးတဲ့ကုသမင်းသားကိုပြစ်မသွားနိုင်ဟုတွေးတောပြီးလျင်မက်လာတိုင်းဤထုံနှက်စင်လာဟုဆိုက ကုသမင်းသားလေးနဲ့မင်းသမီးကိုနေအတူမဆန်ရ ညခါကြမှာအတူဆန်းကြဟုစီကံတက်မှတ်ခါအောင်မြင်စွာ မင်္ဂလာပိတ်သိမ့်သွန်းပေးနိုင်ခဲ့သည်အဲ့ဒီချိန်အားစား၍ကုသမင်းသားလေးဟာမက်လာတိုင်းဤထီးပိုင်ပင်ဖြစ်လာခဲ့တယ်မေတော်ချမှတ်ထားတဲ့စီကံအတိုင်းကုသမင်းကြီးမှာညချိန်တွင်သာပပဝတီအလှတရားကို ရှုစားနိုင်ခဲ့သည် တွဲဆောင်ခြင်းကြရင်လေကုသမင်းရဲ့ဖုံးကံကြောင့်ပြိုးပြိုးပြက်ပြက်လင်းလက်တောက်ပသောပပဝတီမိဖုရားဤအယံဝါတို့မှာမှေးမိန်သွားသည်ထို့သောကုသနှင့်ပပဝတီတို့မှာသီလဝတီမိဖုရားချမှတ်ထားသောအစီစဉ်တိုင်းနေထိုင်လာခဲ့ကြသည် ပပဝတီဆွဲမက်เสียအလားပါကိုနေ့တွင်လည်းမြင်ဘူးကျင်သောကုသမင်းမှာထိုစည်းကမ်းကိုစဖောက်တော်သည် တီလာဝတီမိဖုရားမှလည်းတားတော်ရဲ့အလိုကိုလိုက်ရှာသည်ပပဝတီကိုစင်မင်္ဂလာပွဲကိုခေါ်လာပြီးတားတော်ကိုစင်ထင်းအောင်ဆောင်စေ၍ကြည်စီသည်ဒုတိယအကြိမ်ဖြစ်မြင်းမင်္ဂလာပွဲတွင်ကုသမင်းကိုမြင်းထင်းအတွင်ဆောင်စီပြန်က ပပဝတီရဲ့အလှကို ရှုစားစီပြန်သည်ကုသမင်းမှာ မတင်းတိမ်နိုင်ပဲထက်မှန်ပူစားပြန်သည်ဖြင့်မေတော်သည်ပပဝတီရေချိုးစင်းလေးရှိသော မင်္ဂလာရေကန်ရှိရာဥယျင်ထဲမှာစောင့်ကြည့်စီလေသည်။ရောက်ရဲမှုမရှိသောကုသမင်းမှာမင်္ဂလာရေကန်နဲ့ဆင်းပြီလျင်ဘရုံမကြာဘက်ဖြင့်ဥကောင်းကိုဖုံးလျက်ကြာပွင့်ဖြင့်မျက်နာကိုကွယ်ကာစောင့်နေလိုက်သည်။ များမကြာမီတွင် ရေချိုးဆင်းလာသောပပဝတီမှာရေချိုးရင်လှပသောဘရုံမာကြာပွင့်ကြီးကို မြင်မြင်ချင်း ခုဆွမီပြည့်သောအခါကုတမင်းမှာကြာဘက်ကိုဖယ်လိုက်ပြီးပပဝတီလက်ကိုဖမ်းဆွဲလျက်ငါကုတမင်းမှာဟု ဆိုလိုက်သည်ပပဝတီမိဖုရားမှာငါကိုဘလူးဖမ်းမည်ဟုမိကျွေးလျက်မိလဲကြသွားလေတော့သည်တတိပြန်လဲလာ၍မိမိရဲ့လက်ကိုဆွဲကင်သူမှာ ဥတမင်းဖြစ်မှန်သိသောအခါရှုပ်ဆိုးသူနှင့်မပေါင်းဖက်လိုသည်ဖြင့်ပပဝတီတယောက်မိဘနှစ်ပါးရှိရာတာကလမြို့တော်စီကိုပြန်သွားလေသည်ပပဝတီပြန်သွားလျင်ကုတမင်းမှာတောကပင်လဲဝေပြီးချစ်စနီးရှိရာ ယူဇနာပေါင်းများစွာဝေးကွာသောတာကလမြို့ကိုချီလင်းလျှောက်ရဲ့လိုက်လာခဲ့သည်။ တကလမျိုးတော်ကိုရောက်လျင်ကုသမင်းမှာစင်ထိန်များထံတွင်တဲခိုသည်တညမှာစင်ထိန်ကုန်း၌အိပ်ရင်တရေနှုတ်ချင်တွင်ဆောင်တော်တီး၍ပပဝတီအမျက်ပြေစေရန်ကြိုးစားလေသည် ထိုအတန်ကို ပပဝတီကြားသောကုတလလိုက်လာမှန်သိသည့်အခါမင်းနေပြီတော်တွင်ညအချိန်၌ဆောင်းမတီးရအမိတ်ချမှတ်လိုက်သည် ကုသမင်းသည်စင်ထင်းများထံတွင်ဆက်နေလျင်ပါပါဝတီအားတွေးနိုင်မဲ့အရေးရောင်မတွေ့ရသဖြင့်အိုးထင်းသည်ကျူထရန်သည်ပန်းကုန်းသည်အဖြစ်အစဉ်စဉ်ဟန်ဆောင်နေထိုင်ရင်းခုနှစ်လအကြာတွင်ပါပါဝတီအထင်းတော်တူအားလက်ထိုး၍နန်းတော်ရှိစဖို့ဆောင်တွင် စားတော်ချက်တူအဖြစ်ဟန်ဆောင်ချင်းကပ်သည်ထိုအကြောင်းတည်သောပါပါဝတီမှာ ခွင့်မလွတ်တဲ့အပြင်ပိုအမျက်ထွက်ကမြစ်တာတုံ့ပြန်ခြင်းအလင်းမရှိခဲ့ပြီလုံးဝချင်းကဲ့လို့မရတဲ့အဆုံးမှာကုသသည်မင်းနေပြည်တော်ကို ပြန်မှုဆုံးဖြတ်လေတော့သည်ရှင်ဖြစ်ကိုမြင်သောတကြားမင်းသည်မက်တရစ်မင်းကြီး၏တမန်တော်အဖြစ်အသွင်ဆောင်ယူကာခုနှစ်ပြည်ထောင်သောမင်းများထံသို့သွား၍ပပဝတီမင်းသမီးမှကုသမင်းကိုဆွန့်ပစ်ကာပြန်လာသည် တင်တို့ပပဝတီကို လာယူလှဲ့ဟုတဘာစီတည်င်းပို့သည်ခုနှစ်ပြည်ထောင်သောမင်းတို့သည်လည်းမက်ဒရစ်မင်းကြီးထံရောက်လာကြပြီလျင်ပပဝတ်တီကိုပေးမိလောစစ်ကိုထိုးမိလောဟု ရာဇတ်တန်ပေးပြီးတာကလမြို့ကိုနောက်လိုက်တမန်တော်များဖြင့်ဝိုင်းရံထားကြသည် မျိုးတော်ပြက်မီကိုစိုးရင်တော့မက်ဒရစ်မင်းကြီးကပပဝဒီအားကုသမင်းကိုစွန့်ပစ်ခြင်းအကျိုးကိုသိစေလိုသောကပပဝဒီမင်းသမီးကိုခုနှစ်ပိုင်းပိုင်းပြီးခုနှစ်ပြည်ထောင်သောမင်းတို့ကိုပို့ဆက်စေဟုအမိန့်ထုတ်လိုက်တော်သည်ထိုအမိန့်ကိုကြားသောပပဝတီမှာငိုကြွေးလျက်မေရော်ထံချင်းကအကူညီတောင်းနေသည်မေရော်သည်ကုသဤဂုံကျေးစုကိုဖော်ထုတ်ချီးကျူးကကုသရှိရာ ခုနှစ်ပြည့်ထောင်သောမင်းတို့ရဲ့ရန်ကနေလဲကင်းဝေးနိုင်ပါတယ်တမိတော်ဟုဆိုသည် ထိုခါမှမေတော်အားကုတမင်းမှစဖို့ဆောင်တွင် အမှုထမ်းနေသောကုတမင်းကိုဗတင်းပေါက်မှလက်ညှိုးညွှန်ပြ၍ကုတမင်းရောက်နေကြောင်းသိသည်ကိုဝန်ခံပြောကြသည်သူအခါမေတော်သည်ပပဝတီအားပြစ်တင်ပြောဆိုပြီးလျင်မင်းနေပြီးတော်တွင်ကုသရောက်နေကြောင်းကိုမက်ထရီမင်းထံချက်ချင်းသွားလျှောက်တော်မူသည် ုသမင်းရောက်နေကြောင်းသိတော့မင်းကြီးမှာဝမ်းမြောက်ဝမ်းသာဖြစ်ကကုသမင်းဟာအရှင်မင်းမြတ်ကျုပ်သမီးမရဲ့အမိုက်မောင်ကိုခွင့်လွှတ်တော်မူပါတောင်းမန်စကားဆိုလေသည်ပြီးနောက်တမီးတော်ပပဝတီကိုလည်းကုသမင်းကုံကျေစုကိုဖော်ကျူးစီလျက်ကုသမင်းရဲ့ခြေဘဝကိုအတနာခံကြရောစီသည်အဲဒီခါမှလက်ယုံရည်နှလုံးရည်ပြေဝသောကုတမင်းသည်မိမိစီသောစင်ပေါ်တွင်ပပဝတီကိုတင်ဆောင်လျက်ခုနှစ်ပြီထောင်သောမင်းတို့ကို ိတ်တိုက်တိုက်စစ်ဆင်၍ခုနှစ်ပါးစလုံးကို အရှင်လက်လက်ဖမ်းမိကစစ်အောင်နိုင်ခဲ့သည်ကုတလည်းမင်းခုနှစ်ပါးကိုမက်တရီမင်းထံဆက်တာသည်တပ်ဖန်မက်တရီမင်းကကုတမင်းကို ပြန်လွှဲအပ်သဖြင့်မက်တရီမင်း၏ကြံ့ရှိသောတမီးတော်ခုနှစ်ပါးကို မင်းတစ်ပါးစီလက်ဆောင်ဆက်၍ရန်ပြင်းချင်းစီရင်ချစ်ချည်ရယူစေခဲ့သည် ပါပါဝတီလဲကုသမင်းဤချစ်ချင်းမြတ်တာကိုနားလေသဘောပေါက်ခမက်လာတိုင်းကုသဝတီနေပြည်တော်ကို လိုက်ပါသွားပြီးလျှင်ကုသမင်းနှင့်အတူပျော်ရွှင်စွာပြန်လဲပေါင်းသင်းနေထိုင်လီတော့သည်